ာဒီနေ့ကျမကဘာဖို့ကြောင်းကျွန်တော်ဝင်ခံတော့တယ်ခင်ဗျာတဲ့လိုလိုကြီးမရောက်လိုက်လိုမရှိဆိုတဲ့စာတန်းပါခဏိုင်းနေချေဆွဲပြီးစာနာပြတဲ့လူတွေဖက်စီထမ်းရပါတယ်ချက်ပြီးပြောပါမယ်တဲ့အလိုတော်ကြီးမင်းအောင်လာအလိုမရှိဆိုတဲ့စာနာပြတဲ့အဖွဲ့ဖောက်ခါရပါတယ်ဘသူကဖမ်းလာလဲဆိုတော့ကိုကန်တဘော MNW ကဖမ်းလာပါအားကြောင့်မို့လို့အမေတကယ်တရုတ်ဘောကိုမပြီးတရုတ်ကိုထိဓာတ်ကိုကြည့်တရုတ်အားကိုတရားအားထုတ်နေတဲ့ဘုံကျုံညွညစ်တွေတရုတ်အားကိုမအင်လို့ဖက်ပြီးလက်ရှိမှာကိုကန် MDU ကိုအဖေခေါ်နေတဲ့ PDF နဲ့အဲ့ဒီ PDF ကိုအဖေခေါ်နေတဲ့လေပေါ်နေပိတ်တာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုဒီနေ့ဒီချိန်လေးပြည်ထမီဒီယာတွေအကုန်လုံးကဖုတ်ကွယ်ထားကြတယ်၊နှုတ်ပိတ်နေကြတယ်။ဒီအကြောင်းအရာကိုမျိုးညစ်တွေမပြောရတဲ့အတွက်မျိုးရှိတဲ့ကျွန်မကပြောပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှတော့တရုတ်ဘုံမှမျိုးညစ်ဖွဲ့ဟာ PDF နဲ့ NUG NLD တာဖြစ်ကြောင်းမပူးတူပြောပြလာတဲ့ရုပ်တံနဲ့အတူစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဝေဖန်မှုနဲ့ငါးမင်းဆွေထောင်းသုံးနှစ်ကြာသွားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။ စစ်တပ်ကိုထောက်ခံတဲ့အမျိုးသားရေးလှုပ်ရှားသူဦးမင်းစွေခေါ်ငားမင်းစွေကိုလှိုင်းတရားရုံးကဒီနေ့မလ25ရက်နေ့မှာပုံမှန်905ကနဲ့ထောင်ဒဏ်3နှစ်ချမှတ်လိုက်ပါတယ်။ငားမင်းစွေကိုလှိုင်းတရားရုံးကထောင်3နှစ်ချလိုက်တဲ့အကြောင်းကိုသူ့ရဲ့ရှိနေတာလည်းအတည်ပြုထားပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုသူ့ရဲ့ Facebook စာမျက်နှာကနေတရော်စာရေးခဲ့အတွက်စစ်ကောင်းစီကငားမင်းစွေကိုဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။2024ခုနှစ် နိုဝင်ဘာလကလေးကငါးမင်းဆွေအင်းစိန်ထောင်ထဲရောက်နေတယ်လို့သူ့ရဲ့ရှေ့နေကပြောပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုတယောစာရေးခဲ့တဲ့ငါးမင်းဆွေကိုနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပြပြစေမှုနဲ့ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့စစ်ကောင်စီက2024ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်တပ်ထောက်ခံသူလို့နာမည်ကြီးနေတဲ့ငါးမင်းဆွေဟာ NLD အစိုးရလက်ထက်ကဒေါအောင်ဆန်းစုကြည်ကို Facebook လူမှုကွန်ရက်ကနေရေးသားပုတ်ခတ်ခဲ့တာကြောင့် 2018ခုနှစ်ကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ဖန်ဆီးခံခဲ့ရတယ်လို့လက်ရှိမှာလည်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်တရုတ်ခဲ့တာကြောင့်ဖန်ဆီးခံရတာဖြစ်ပါတယ်ငါကမျိုးလို့ရေကျမမတို့မှာသေးပါရှင်ဒီနေ့နောက်25ခုနေ့မက်ဆလာ25ရက်နေ့ဖြစ်ပါတယ်အာဒီနေ့ကျမကဘာခုအကြောင်းကျိုးဝင်ခံတော့တယ်တိဟုလိုလိုကြီးမရောက်လာလို့မရှိဆိုတဲ့စာတန်းပါတနိုင်းနေ့ချိန်ဆွဲပြီးစာနာပြတဲ့လူတွေဖန်ဆီးခံရပါတယ် ဖြတ်ပြီးပြောပါမယ်။တေးအလိုတော်ကြီးမင်းအောင်လာအလိုမရှိဆိုတဲ့စန္ဒပြတဲ့အဖွဲ့ဖောက်ခါလာရပါတယ်။ဘသူကဖမ်းလာလဲဆိုတော့ကိုကန်တဘော MND ကဖမ်းလာပါ။အာပြီးခဲ့တဲ့20ရက်နေ့ကလာရှုမှာမြမရေကိုမရောက်ဆက်ဖက်နေတဲ့တရုတ်နိုင်ငံကိုဆန့်ကျင်ပါတယ်တရုတ်အစိုးရကိုဆန့်ကျင်ပါတယ်တရုတ်လူတော်ကြီးမင်းအောင်လာလို့မရှိဆိုပြီးတော့အဲ့ဒီစာတမ်းတွေကိုမြို့နဲ့မှာလိုက်လံပြီးတော့ချိတ်ကပ်ပြီးဆန္ဒပြတဲ့ဖွဲ့ကို23ရက်နေ့မှာ MND ကိုကန်ဖွဲ့ကဖမ်းဆီးပြီးတော့เนาะအဲ့ဒီဆန္ဒပြတဲ့ရှေ့ရောက်ရှေ့ရောက်လုံးဒီ19နေဖြစ်တယ် နိုင်ရင်းဆိုတာဒီလက်ရှိနာဆက်ခရဲချောင်းဆိုတာကိုတော်လည်းပုံကံပြီးတော့တက်ဖွဲ့ဆန္ဒပြမှုတွေကြောင်းဖန်ဆီးခံရပြီးပြန်လည်လွတ်လာနိုင်ခြင်းတွေဖြစ်တဲ့အဲ့ဒီလူတွေအကုန်လုံးကိုကိုကဲတဲ့ဘူ MND ကဖန်ဆီးလိုက်ပါတယ်ဒီကြောင်ရက20ရက်နေ့ကစပြီး23ရက်နေ့မှာဖမ်းခံရတာဒီနေ့ဆို25ရက်နေ့ဖြစ်ပြီဒါပေမဲ့ဒီကြောင်ရက်ကိုเนาะအာ BOA တို့ RFA တို့ကတော့သူတို့ဘဝစသိမ်းသွားပြီမြန်မာပြည်သူတို့ကိုအချိန်လုံးတခြားသောသတင်းအမှားတွေနဲ့အစိတ်ခတ်ပြီးတော့မြန်မာပြည်သူချွေးချင်းတက်ရှုံတွေးခွဲရန်တိုက်ပြီးခဲ့တဲ့အာကုတူကန်ကြောင့်သူတို့ညံ့လာသွားရတယ် ဒါပေမဲ့ကျရှိလေးတွေရဲ့နော် BBC TVB မြန်မာအနောက်မစ္စည်းမှာခေတ်သစ်အေးရောင်းတွေစတဲ့ပြီးဖြတ်မိတာတွေအကုန်လုံးနှုတ်ပိတ်ကြတယ်။တရုတ်ကိုထိဓာကြီးဆောင်ပြီးတော့တို့အဖေခေါ်နေတဲ့ကိုကံကတရုတ်ထိဓာကြီးဆိုပြီးတရုတ်နိုင်ငံအစိုးရလို့ရှိတရုတ်ကိုကန့်ကွက်ဆန္ဒပြပါတယ်ဆိုပြီးတရုတ်လိုလိုကြီးမရောက်လာလို့ရှိဆိုပြီးတော့ဆန္ဒပြတဲ့လူတွေကိုကိုကံကဖမ်းလိုက်ပါတယ်။ဒါကြောင့်မို့လို့အမေတကယ်တရုတ်ဘုံကိုမပြီးတရုတ်ကိုထိဓာကိုကြီးတရုတ်အားကိုတရားအားထုတ်နေတဲ့ဘုံကျုံညွန့်ညစ်တီတရုတ်အားကိုမအီလို့ဖက်တယ်။လက်ရှိမှာကိုကံ MDU ကိုအဖိခေါ်နေတဲ့ PDF နဲ့အဲ့ဒီ PDF ကိုအဖိခေါ်နေတဲ့လီပေါ်နေပိတ်တာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုဒီနေ့ဒီချိန်ကြီးပြည်ထောင်မီဒီယာတွေအကုန်လုံးကဖုတ်ကွယ်ထားကြတယ်၊နှုတ်ပိတ်နေကြတယ်။ဒီအကြောင်းအရာကိုမျိုးညစ်တွေမပြောရတဲ့အတွက်မျိုးရှိတဲ့ကြောင့်လာပြောပါတယ်။နောက်ချက်ကတော့လက်စီမီကတနာ။လက်စီမီက၄နာရီပေးပြီး၈နာရီကျက်တယ်ဆိုတော့ဒီလောက်ပြုတ်အိုက်နေတဲ့ရာသီဥတုပေါက်မှာမီးပြတ်တော့ကျွန်တော်တို့ဘူးမှာပို့ခွေးရောအဆင်းရဒုက္ခရောက်ပါတယ်။ဒီမှာဒီကလေး2023လုံးကလက်ရှိနာဆာကဥက္ကဋ္ဌနိုင်ငံတော်ဦးကြီးချုပ်နိုင်ငံတော်ယာယီသမ္မတဘုတ်ချုပ်ဦးကြီးမရောက်လာရင် 那个马蹄里堵的马头，马蹄里是堵破旧木器，没有来头的啊。 2023အစိုးရဖွဲ့စည်းပွဲမှာပြောခဲ့တာသူကပြောလဲဆိုရင်လာမယ့်နှစ်လာမယ့်2025ခုနှစ်ရောက်လို့ရှိပြီတဲ့မြန်မာတနိုင်ငံလုံးမှာလူဝတ်တင်ဆက်ဆက်ပါမှာနာတနိုင်ငံလုံးကိုတနိုင်ငံလုံးကိုမီးပေးနိုင်အောင်အတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်သွားမယ်တဲ့တနိုင်ငံလုံးကိုမီးပေးနိုင်အောင်စူးစမ်းမယ်သူ2023အစိုးရဖွဲ့စည်းပွဲမှာပြောခဲ့တယ်အစိုးရဖွဲ့အစည်းအဝေးမှာအစိုးရကောင်းဆောင်အစိုးရရဲ့ဥက္ကဋ္ဌကပြောခဲ့တာ။ဆိုတော့ကျမတို့ကတက်မလို့ချက်တယ်လို့ဆိုတော့တက်မလို့ကဒီဘက်ခွာလာတယ်လေ။ရှင်နာဆက်ကအင်းဆောင်ဆိုတာကိုထောက်ခံတယ်လို့ဆိုတော့ဟာငါတို့အပါတို့ပါတယ်လေ။အကမဟာတိတုဒ္ဓမဆိုပြီးကျမတို့ကအာ ပြီးထောက်ခံပြီးတော့ညော့တလေးလေးနဲ့စောင့်စားပြီးရတာပေါ့နော်တကယ်တည်းအခု95လက်တွေရောက်တဲ့ခါကျတော့ဒီလောက်ပိုအိုက်နေတဲ့နွေရာသီမှာမိက၄နာရီပဲပြီးပြီး၈နာရီပြတ်တယ်ဆိုတော့တော်တော်ကြီးကိုဖားကြတာပေါ့နော်ဆိုတော့ကျင်ညိုပါတယ်ပူဆော်ပါတယ်ပါတာပါတယ်မှားတာရှိရင်လည်းပဲတောင်းပန်ပါတယ်လက်စင်ကြီးတော့နှောင်းလုပ်ပေးပါအိုက်တင်ကြတဲ့ဥတုမှာလူတို့ကနေရတာဘလို့မှအဆင်မပြေဘူးဖြစ်ပါတယ်ဆိုတော့မိလူချင်းချင်းမိရောက်အောင်ထောက်ရမယ်ကျွန်မတို့ကမိလူချင်းတဲ့အတွက်နှင်းစစ်ကိုရအောင်ထောက်ရမယ်နှင်းစစ်ရနိုင်တဲ့အရင်းတွေကလင်းမျိုးရှိတယ်ရှီအားလင်းစစ် လေအားလေးစီကြောင်မီတွေနဲ့နျူကလီးယားကြောင်မီတွေကမလုံလောက်ဒါဆိုရင်ကျမတို့ကနျူကလီးယားတို့မဟုတ်ရေအားကြီးစစ်ကိုရအောင်ထောက်ရမယ်ရေအားလေးစစ်ထုတ်ဖို့အတွက်မြေဆော်စီမံကိန်းကိုဝိုင်းဝန်းကပ်ကွက်ကြတယ်ဒါကြောင့်မလို့မြေဆော်မှာမဆောက်ခဲ့တဲ့အမေခနဲ့မင်းခပေါ်မှာရေကာတာ6ခုတိစောက်ပြီးတော့ရေစစ်တစ်နိုင်ငံလုံးမှာလိုအပ်တဲ့နှစ်စစ်ပမာဏကိုဖြည့်ပေးနိုင်လို့တကယ်လို့များအဲ့ဒီရေအားလေးစစ်ကိုလည်းကန့်ကွက်မယ်ဆိုလို့ရှိရင်တော့နျူကလီးယားနည်းပညာကိုငြိမ်းချမ်းစွာအသုံးချပြီးကျမတို့လှည့်စင်ပြီးရအောင်ထုတ်ဖို့လိုပါတယ်မီးလိုချင်ရင်တော့စီပေးမှဆန်ရတယ်တမီးပေးမှတမက်ရတယ်မီးလိုချင်ရင်ရှက်စီရအောင်ထုတ်ရပါမယ် ။နောက်ကျောင်းတော်တစ်ခုက6ကျင်းမြောက်ဘင်းစတက်စီတယ်။ထိုင်နေငင်ကအင်ရှင်ပြီးကျင်းပါမယ်6ကျင်းမြောက်ဘင်းစတက်တိတိအစည်းအဝေးကိုလက်ရှိကျောင်းတော်နာဆာကဥပဒေနိုင်ငံတော်ဝန်ကြီးချုပ်ကနိုင်ငံကူစားသူတွေနဲ့တက်ရောက်မယ်။ဆိုတော့ကထိုင်နေငင်ရဲ့လက်ရှိဝန်ကြီးချုပ်ကနာဆာကဆိုရကျင်းပါမယ်ရွေးကောက်ပွဲကိုသူတို့ကကွန်ကြီးပေးမယ်လို့နံပါတ်1နာဆာကဆိုရကျမမယ်ရွေးကပွဲကိုလည်းကိုရည်ပေးမယ်။နာဆာကအစိုးရဥက္ကဋ္ဌကိုလည်းပဲမြန်မာနိုင်ငံရဲ့ကိုစားပြုထိပ်တည်ခေါင်းဆောင်တယောက်တွေနဲ့ဘင်းစတက်အစည်းအဝေးကိုဖိတ်ခေါ်တာဖြစ်တဲ့တွေ့ထိုင်းနိုင်ငံမှာနေပြီးတော့နော်။လက်ရှိမှာ PDA ဝန်ရမ်းပြီး နိုင်ငံတကာမှာဒုက္ခသည်တွေခံယူထားတဲ့ဒုက္ခသည်ဆိုရအန်ဂျီဒီထိုင်းနိုင်ငံမှာအများဆုံးရှိကြတယ်။ဆိုတော့သူတို့ခိုလုံနေတဲ့ထိုင်းနိုင်ငံကမြန်မာနိုင်ငံရဲ့ဒါဆောက်ကဆိုရကျမရဲ့လူောက်ပွဲကိုအတိမတ်ပြီးမတက်ခံနေတယ်။အဲ့ဒီထိုင်းနိုင်ငံမှာနေတဲ့ဘုံချုံမျိုးညစ်တွေ online အားချောင်းပြီး online တိုက်ပွဲကနေပြီးပျောက်ပေးနေကြတဲ့ဘုံချုံမျိုးညစ်အဖွဲ့ကလူောက်ပွဲကိုဆန့်ကျင်တိုက်ပွဲကြတယ်။ ထိုင်းနိုင်ငံကမြန်မာနိုင်ငံရဲ့အစိုးရတရားဝင်အစိုးရအဖြစ်လက်ရှိနားစာကအစိုးရဥက္ကဋ္ဌကိုနိုင်ငံကိုသားပြီး Best Ethics ဒီမှာဖိတ်တယ်။ဒါကြောင့်မို့လို့ထိုင်းနိုင်ငံမှာရှိတဲ့ NGO နဲ့ NGO ရဲ့ဘောပေါ်မှာနေတဲ့ဘုံချုပ်မျိုးညစ်တွေကြီးခွေးဘွားကိုရောက်သွားပြီဖြစ်ပါတယ်။တဆက်ပြန်ပါမယ်။ EP ဒုက္ခသည်ဆိုတာ NGO ရဲ့ကာဝယ်ရေးဝန်ကြီးချုပ်ပေါ်မှာပြောလဲဆိုတော့တိုင်းနိုင်ငံလုံးတိုင်းတာနဲ့ CA လှူရှားနိုင်စွမ်းရှိနေပါပြီလို့မီဒီယာအင်တာဗျူးမှာဖြစ်ပါတယ်။ ပထမဆုံးပြောတာကတော်လိုင်းရေးကိုနှစ်နှစ်နဲ့ပြီးတိုင်တယ်တော်လိုင်းရေးကို2023ခုအခုမခံဘူးလို့ပြောတယ်ဘသူကပြောလာလဲဆိုတော့ NUG ရဲ့ဝင်ကြီးချုပ်မန်ဝဲခိုင်တန်းကပြောတာအဲ့ဒီလိုနဲ့2023ရောက်လာတဲ့ခါကျတော့နောက်ဆုံးတိုက်ပဲ2020နှစ်ကနောက်ဆုံးတိုက်ပွဲတော်လိုင်းရေးကို2020တော့အခုမခံဘူးအန်ယူဂျီဝင်ကြီးတို့မမဲခိုင်လေးပြောရင်2020ကနေ2020နဲ့၃ရောက်တဲ့ခါကျတော့စခါနေကို23လို့သူတို့ဘုံကျော်ညွညင်းပြီးတော့နေပိတ်တွေကိုပျောက်ပြီးတော့ 2023ကနေ2024လောက်တဲ့အခါကျတော့စားခထွက်ပြီး24ဆိုထပ်ပြောင်းတယ် ခုကြတော့တကယ်တမ်းလုံးလုံးစည်ပြေးနေရတာကအဲ့ဒီဘုံကျုံမျိုးညစ်တွေပြေးနေရပြီတော့25ရောက်တဲ့ခါကျတော့တနိုင်ငံလုံးတိုင်းတာနဲ့စည်ရေးလှုပ်ရှားထိုင်စွရှိပြီဆိုတော့ဂျီမော်အနေနဲ့ချီးစားပြီးပြောတယ်ဆိုရင်တော့အော်သူကညာချီးစားပြီးပြောတာလည်းလို့ဆိုပြီးအာနာပါနာချုပ်ပေးရမှာပေါ့2022ကနောက်ဆုံးတက်ခွဲပြောတယ်2023စာခါနီးကို23ပြောတယ်2024စာခါထွက်ပြီး2024ပြောတယ်အခု2025ရောက်တော့မှတနိုင်ငံလုံးမှာစည်ရေးတိုင်းတာစင်နွမ်းနိုင်လို့ရှိပြီဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ကထမင်းစားပြီးကြီးကြတယ်ဆိုတော့ချင်းချင်းညီကြပါဗျာ ။ဟုတ်။နောက်ထပ်အကြောင်းအရာတစ်ခုကကျွန်တော်တို့နာဆာကဒါနိုင်ငံတော်ကိုကြီးချုပ်တာ။ဒီကနေ့နောက်နေ့24ရက်နေ့ကိုလာပိုင်းတော့ကရှမ်းပြည်တောင်ကြီးကိုသွားရခင်းစင်မှာပြောခဲ့တယ်။တပ်မီသားစုဝင်တွေနဲ့တွေ့ဆုံနေရှမ်းပြည်တောင်ကြီးခင်းစင်မှာပြောခဲ့တယ်။တပ်မတော်အနေနဲ့ဆိုးရှုံးထားတဲ့နေမျိုးတွေကိုပြန်လည်ရယူဖို့အတွက်ဖုံးစစ်ဆင်ပြီးတော့ ပြန်လဲထိုးစစ်ဆင်ပြီးတော့နေမီတွေကိုတိုက်ခိုက်သိမ့်ပိုက်သွားပါမယ်ဆိုပြီးတော့တက်မီသားစုအနေနဲ့တွေ့ဆုံတဲ့ချိန်မှာနာဂါကဥက္ကလက်ရှိကျမတို့နိုင်ငံအကြီးကြီးကပြောခဲ့တာရှိဆိုတော့2020နဲ့ဒီထိုးလာပေးမှသူပြောခဲ့တာအခု2020က3လပိုင်းကျောက်ဘယ်နေမီတွေကိုဘလို့များပြန်တိုက်ခိုက်သိမ့်ပိုက်နိုင်လဲကျမတို့ကိုစစ်ချင်တယ်အခုလောလောဆယ် KNU ဌာနချုပ်ဖြစ်တဲ့မာနယ်ဘလော့ကိုတက်မလို့ကနေပြီးတော့ဘုံဘိုးရောက်နေလိုက်တယ်မာနယ်ဘလော့ကို2020ရဲ့နှစ်ကုန်ပိုင်းမှာသူတို့ပိုက်လိုက်တယ် ဲ့ဒီသိနေတဲ့အချိန်ကဒီနေ့အချိန်ကြီးတက်မော်ကနေမာနေဘလော့ကိုတိုက်ခိုက်တယ်ဆိုတာမရှိခဲ့ဘူး။အခုမှလေးချောင်းဆစ်စင်နေဆိုတော့မပိုင်ရင် channel မရဘူးဆိုတဲ့သဘောတက်ရောက်တယ်။ပြည်ပြမိသားစုမှာကြတော့စစ်တပ်ကတိုက်ပွဲမရှိတဲ့နယ် KNG ဌာနချုပ်ဟောင်းမာနေဘလော့ကိုလေရင်နဲ့ပုံကျဲတယ်ဆိုပြီးဟိုတွေးနေကြတယ်။ဆိုတော့ကလက်ရှိမှာ KNG ဌာနချုပ်ဟောင်းမာနေဘလော့ကိုတက်မော်ကလေးချောင်းကလည်းပြန်လည်းတိုက်ခိုက်တယ်။ချက်ရမှာဆိုလို့ရှိရင်ဟာပေါ်ဖျိုင်ထဲမှာရှိတဲ့ KNG ဌာနချုပ်ကိုတက်မော်ကလေးချောင်းကဆစ်စင်နေ KNG ရဲ့စစ်အုပ်စုချုပ်ရှိတဲ့စောချော်နေတဲ့နေအိမ်ကိုတက်မော်ကတုံးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာရှိတယ်။ဆိုတော့က KNG ရဲ့အိမ်လေး တာလာဘောဟင်းဖြစ်နေပြီးတော့ကရင်ပြည်နယ်ထဲမှာတက်မလို့ကစီအေးရအကစီထားနိုင်တယ်လို့ကျမတို့ကအကြမ်းမြင့်ဆုံးသိရတယ်တပန်တနင်္လာရီဆိုလို့ရှိရင်ကျမတို့ချီကီမော်တော်လေဆက်ပုံစံကြီးလည်းလက်ရှိမှာနာဆာကအစိုးရကနေပြန်လည်ထိထုတ်နိုင်ပြီဖြစ်တယ်။စကိုင်းတိုင်းထဲမှာတော့ရောအလင်းတန်းအဖွဲ့ကလက်ရှိမှာရောမီကိုရန်ဖြစ်သွားပြီ။ကျမတို့ပြောမယ်ရောအလင်းတန်း BDR အဖွဲ့ကလက်ရှိမှာရောမီကိုရန်ဖြစ်သွားပြီ။ရေတကြိုးတို့လေလေကျောင်းလို့ဆိုလို့ရှိရင်လည်းနေ့စဉ်နဲ့မြတ်တို့တွေစစ်တပ်ကစစ်တောင်းထိုးနေလို့ထွက်ပြေးနေရပါတယ်ဆိုရဲငိုကြွေးနေတဲ့အခါကြာရတယ်။ ။တခါခန်းခေါ်ဘက်မှာဆိုလို့ရှိရင် CDN နဲ့ဒီကတည်းကဒီကတော့ CDN ဆိုပြီး save ကိုပဲနဲ့ PDF ကို save ကိုနေတဲ့အကြဖတ်အခွင့်ရှိရအကြဖတ်သမားကြီး save ကိုရအောင်တက်မလို့ပါပြာလီစွာပေးလိုက်တယ်။ဒီဖြတ်မိရတယ်လားငိုကြွေးနေကြရတယ်။ ဂျပန်ရခိုင်ပြည်ပစီးရေးချိန်တွေကိုကြည့်ရခါကြတော့ရခိုင်ကိုလာမင်းနောက်26ဝီနေ့ကြာလို့ရှိရင်နဲ့ဘင်္ဂလားဒေ့ကိုထွက်ပြေးတိမ်းဆောင်လာတဲ့တင်းကလေးတွေကိုရခိုင်ကိုပြန်ပို့ပြီးတော့သူတို့ကိုဘင်္ဂလီလုံးချုပ်ပြီးတော့သူတို့ဘင်္ဂလီကိုလူခွင့်ရေးဆာနာထောက်ကြရမယ်သူတို့ဘင်္ဂလီတွေကိုကွယ်ပေးရမယ်ဒါကြောင့်မို့လို့26မှာဘင်္ဂလားဒေ့ကိုထွက်ပြေးနေတဲ့ဘင်္ဂလီအတန်းကျော်ကိုအေအေကလက်ခံပေးရမယ်ဆိုပြီးတော့ဘင်္ဂလားဒေ့ဝန်ကြီးချုပ်ကပြောခဲ့တယ်တချို့မှာဘင်္ဂလားဒေ့ဝန်ကြီးချုပ်ယူနွတ်နဲ့အမကျွန်တော်တို့ကုလသမဂ္ဂထွေထွေးမှုချုပ် င်္ဂလိပ်မှာရှိတဲ့ဘင်္ဂလိဒုက္ခသည်စခန်းကိုတွားတဲ့အချိန်တော့မှာသူတို့အဲ့လိုပြောခဲ့တယ်။သူတို့ဘင်္ဂလိကိုရောက်နေတဲ့ဘင်္ဂလိတွေကိုရခိုင်ပြည်ကို2026မှာဘင်္ဂလိတတိုင်းကျော်ပြန်ပို့တယ်။သူတို့ပြန်ပို့တဲ့ဘင်္ဂလိတွေကိုလုံခြုံရေးပေးရမယ်။သူတို့ပြန်ပို့တဲ့ဘင်္ဂလိတွေကိုလူခရီးကိုတန်ဖိုးထားရမယ်။ AA ကဒီကိစ္စကိုဆောင်ရွက်ပေးရမယ်ဆိုပြီးတော့သူတို့ပြောခဲ့တာ10ရက်ကျော်ကြာခဲ့တယ်။ဒီကိစ္စကို AA ကဘယ်လိုများတုံ့ပြန်မလဲ။ကိုတို့ဒီထဲမှာရှိတဲ့ရခိုင်ပြည်တော်မှာတခြားသောတိုင်းနယ်ပြည်တွေနဲ့အသီးသီးကိုထပ်ပြေးတင်းချောင်းရတဲ့ရခိုင်ပြည်တော်မှာဒီနေ့ဒီချက်ဒီမိမိနေရဲ့ကိုပြန်လာနိုင်အောင်မခေါ်နိုင်သေးဘူး။ ရှိနေတဲ့ရခိုင်နေဆိုလို့ရှိနေပဲเนาะလက်ရှိမှာဆိုရင်ရခိုင်ပြည်နယ်မှာတောက်ရည်တွေကလုံးငတ်နေပါတယ်အလုတ်ကိုင်တွေကလုံးရှားပါပြီထမင်းတွေကလုံးငတ်နေပါတယ်ဆိုတဲ့တင်ပြလို့ပြည်ပြည်နေရာတွေမှာကျွန်မအဆင်မပြေဘူးဆိုရင်၄ရက်စက်လိုက်တယ်ဒီတော့ပတ်တာကြလေရစတဲ့ဝေဖန်လေရစတဲ့တို့ရေးသားဖော်ပြပြီးတော့အချိန်ညာနေပြီဆိုတော့ဒီမှာဘလောက်တောင်ထမင်းနေနေတယ်ဘလောက်တောင်ရေနေပြတ်နေတယ်ဘလောက်တောင်ဆေးဝါးပြတ်နေတယ်ဆိုတော့ဆက်စားကြည့်ကြည့် ာမန်အခြေအနေဆိုရင်တရင်တခုတရက်ပေါ်ပြရတာဒါပေမဲ့အခု GBV တို့ပြဖြစ်နေကြမှာ၄ရက်စတိုက်ပေါ်ပြရတယ်ဆိုတော့ရခိုင်မှာနော်အတိဒုက္ခရောက်နေတယ်ဆိုတာတွေ့ရတယ်ဒီကိစ္စပေါ်မှာအေအေကောတခြားတော့ရခိုင်မှာရှိတယ်တခြားလက်နက်ကိုင်ဖွဲ့တယ်တခြားတော့နိုင်ငံရေးပါတီတွေကတခုတမာတာမှာမဟာပဲနဲ့နှုတ်ပိတ်ပြီးအပတ်ပိတ်နေကြတယ်ဒါမှမဟုတ်အစားပြောတာကရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်ကုလသမဂ္ဂရဲ့အကူအညီနဲ့စိတ်ဆုံးတခြားနားတော့နော်ကုလသမဂ္ဂရဲ့အကူအညီနဲ့ရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်စိတ်ဆုံးဖန်တီးပေးရမယ်ဆိုပြီးသူတို့ပြောတယ် ဆွေလုံးကကရခိုင်ပြည်နယ်မှာရှိတဲ့ဘူးတီတာမောင်းတော်မင်းယူကံကိုဘင်္ဂလီတွေကိုပေးလိုက်ရမယ်လို့ဆိုလိုချင်တဲ့တဲ့အခုတခါကျတော့လာမယ့်2026မှာဘင်္ဂလီတပန်းတော်ရခိုင်ပြည်နယ်ကိုပြန်ပို့မယ်အေအေကလက်ခံပေးရမယ်လို့ဒီကိစ္စပါတခုတပါရမှာမဟုတ်ဘူးအပေါက်ပိတ်နေတယ်ဆိုရတာအဲ့ဒီအေအေရဲ့လာရာနဲ့အေအေရဲ့လာရာဘာလဲဆိုတော့ခင်ဗျားတို့ကောင်းကောင်းစဉ်းစားသိနေဖြစ်ပါလိမ့်မယ်